မာနိုင်ငံမှာဖြစ်တဲ့အဓိကပြိပခတ်ကမြန်မာပြည်နဲ့မြန်မာမဟုတ်တဲ့တိုင်းရင်းသားတွေကြားပြိပခတ်မဟုတ်ပါဘူးတိတိကျပြောရရင်62ခုနှစ်နောက်ပိုင်းကနေစာပြီးတော့ပြိပခတ်ကပါလဲဆိုတော့ဆီအာနာရှင်စနစ်ဆီအာနာရှင်စနစ်ကိုစန့်ကျင်တဲ့ပြည်သူတွေကြားပြိပခတ်ဖြစ်တယ်တိုင်းရင်းသားပြည်နယ်များအနေနဲ့ဘယ်နိုင်ငံကြီးလမ်းကြောင်းကိုရှောက်လမ်းမှာလဲလွတ်လပ်တဲ့နိုင်ငံတီတောင်ကြီးလား confederation လား federal လားဒါရှင်းဖို့လိုတယ် အခုထက်တိရှင်းရှင်းလင်းသွားနေသလားဆိုတဲ့ပုံမှာမိကုံးထုတ်စရာတွေအများကြီးရှိတယ်။စူးစီးညင်ညွတ်တဲ့ Federal Democracy နိုင်ငံကြီးလမ်းကြောင်းကိုမလျှောက်ကြသေးဘူးလို့ကျွန်တော်မြင်တယ်။ဆိုတော့အခုအချိန်မှာ Coming Together Federalism ကိုအပြည့်အဝသွားဖို့အချိန်ဖြစ်တယ်။ဆိုတော့ကျွန်တော်ကဟိုတစ်ဆင့်ပြီးမှတစ်ဆင့်သွားတာက idea ရအဲ့ idea ကိုတံမိုးထားဖို့ရနိုင်ပြီပဲလို့လက်တွေ့မှာဖြစ်နိုင်တယ်။ထွက်လက်တဲ့တရားနိုင်ငံတွေထောင်ဖို့ဆိုတာမဖြစ်နိုင်တော့ဟုတ်ကဲ့။ ဲ့ဒါထောင်ပြီးမှပြန်စုကြရဆိုတာအဲ့လိုအချိန်တော့ပေးနေရင်ဒီကြားထဲမှာစစ်ကောင်စီကစားသွားမယ်ဆရာနာရှင်စနစ်ကစားသွားမယ်ဟိုနိုင်ငံရေးလမ်းကြောင်းပိုရှုပ်သွားပြီးတော့မှဆရာနာရှင်စနစ်ပဲဒီမျိုးပံ့ပိုးတဲ့သဘောရောက်သွားနိုင်တယ်လို့ဖြေပြရစေကဲတကယ်ကိုပဲဘလောက်ပဲစစ်တိုက်ကောင်းအောင်နော်စစ်တိုက်အကောင်းဆုံးပြည်နယ်တွေပဲဖြေအောင်လို့လောလောဆယ်အချိန်မှာစေအိုစုစစ်ကော်မရှင်တည်ရှိနေတဲ့မြတ်ကာလပါလို့တီချာလွတ်လပ်တဲ့တိုင်းပြည် တည်တော်မှုကမဖြစ်နိုင်တော့ဘူးခဲ့ရင်တယ်ဒါသူတို့ရဲ့တိုက်စွမ်းရည်ကိုစော်ကားလို့ပြောတာမဟုတ်ဘူးเนาะ question ကပါလဲဆိုတော့နိုင်ငံတကာဆက်ဆံရေးလုပ်တော့မြဲဆိုရင်နိုင်ငံတကာလာမယ်ကိုယ့်နိုင်ငံကိုဘယ်လေစိတ်ကနေဆင်းမလဲတီမပြုမှုဆိုတော့ဆက်ဆံရေးလုပ်ဖို့လိုတယ်လေကိုယ်ကလွတ်လွတ်တဲ့နိုင်ငံချိန်ညာလိုက်မယ်ဆက်ဆံရေးလုပ်တော့မြဲဒါကြပါကျွန်တော်တို့တိုင်းပြည်ကို A ပြည်နယ်ဖြစ်ဖြစ် B ပြည်နယ်ဖြစ်ဖြစ် C ပြည်နယ်ဖြစ်ဖြစ် B ထောင်ဟုတ်လားအော်လွတ်လပ်တဲ့တိုင်းပြည်ဖြစ်သွားပြီချိန်ညာလိုက်ပြီကျွန်တော်တိုင်းပြည်ကိုလာပါဆက်ဆံရေးလုပ်မယ်ဆိုရင်ဘယ်လေစိတ်မှဆင်းမလဲလက်တွေ့ပြဿနာကျွန်တော်ပြောတာ ဲ့ရှိတဲ့နေစိတ်ကိုအခုစစ်ကောင်စီတက်တက်ရှိထင်ရှားရှိနေတယ်ဗျာသူတို့မချေမုန်းနိုင်သေးတယ်များတော့လင်းများအစင်းမုန်းများစွာလွတ်ပြီးတော့ချေမုန်းလိုက်မှာပေါ့ဘယ်လိုလုပ်ခင်ဗျာအတိမပြူရမယ်အဲ့ဒါအတွက်အဖြေမရှိပါဘူးလက်တွေ့မှာမဖြစ်နိုင်ဘူးလေကျွန်တော်ပြောတာဖက်ဒရယ်ဒီမိုစီလို့ပြောဆိုရေးသားတာဟာဖက်ဒရယ်ရှိတဲ့ဒီမိုစီရှိဖက်ဒရယ်စနစ်ကအန်တီမရီမန်ချက်တနည်းအားဖြင့်အဆုံးစုံနိုင်ငံရီမန်ချက်ဖြစ်တယ်ဒီမိုကရေစီကဖြတ်တန်းသွားရမယ် နိုင်ငံရေးရည်မှန်းချက်ရဲ့အဆင့်တစ်ခုသာဖြစ်တယ်ဒီလိုပုံညွှန်းတာဒါကြောင့် Federal ရှိရနေတာဖြစ်တယ်